မကွေးတိုင်းစလင်းမြို့နယ်လင်းစင်တိုင်းနယ်ရဲစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုမေလ21ရက်နဲ့22ရက်တို့မှာပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့မင်းမှုခရိုင်အမှန်ကတရင်စီကသိရပါတယ်။မေလ21ရက်ညပိုင်း9နာရီခွဲမှာ drone နဲ့1.5 kg ရှိဘုံဒီလေးလုံးကျဲချခဲ့ရမှာရဲစခန်းထဲကြာရောက်ပောက်ွဲပြီး၄ဦးထိခိုက်ဒဏ်ရာရခဲ့ကမေလ22ရက်နေ့လယ်တနာရီခွဲလောက်မှာလည်း 60မမလန်နေဂျီနဲ့စစ်နှက်ချက်ထပ်မံပစ်ခတ်ခဲ့ပြီးဒီတိုက်ခိုက်မှုအတွင်ထိခိုက်မှုကိုမသိရသေးဘူးလို့မင်းမှုခရံအမှန်ကတရင်တရင်မှုပုံမိုးကျိုးကပြောပါတယ်လက်ရှိကတော့ဒီဘိန်းနဲ့ဘိန်းကလည်းမမစစ်ကြောင်းတရားထိုးနေရနဲ့သူတို့လက်ရှိအတိုင်းကြစကန်းတွေကိုကိုယ့်ဘက်ကပြန်တိုက်ခိုက်တာမျိုးလုပ်တာမီတာနဲ့နဲ့နဲ့ကျော်လောက်ပဲဗျာနဲ့250လောက်ပြည့်ဟုတ်နေစင်တိုင်းရဲ့ရဲစကန်မှာရဲရဲအပြင်ခလာရ253ခလာရ254ခလာရ255ကတပ်ဖွဲ့ဝင်တွေနဲ့စင်လူးရွာ ကျောင်းကုန်းကြီးရွာတို့ကပြူစောတီစစ်စုပေါင်းအင်အား90ရှိပြီးရဲစခန်းဗိုတဲကုန်းနဲ့ဖရက်ကုန်းတို့မှာတက်ဖြတ်နေကြတယ်လို့သိရပါဗယ်ဒီတိုက်ခိုက်မှုကိုမင်းမှုခရယအမှန်ကတရင်စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တောင်းညီနောင်ပြောကြားတပ်ဖွဲ့တို့ကပူးပေါင်းလုံဆောင်ခဲ့တာဖြစ်ပါတယ်ဒီနေ့မေ23ရက်မနက်ပိုင်းမှာလဲအဲ့ဒီရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေက drone နဲ့ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ပူမိုးဂျိုကပြောပါရယ်။ရဲစခန်းမှာအထိုင်ချနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမေလ22ရက်မှာဂွေကုန်းရွာကနေအိမ်တွေကိုမိရှို့ခဲ့တာကြောင့်နေအိမ်30ကျော်မိလောင်ပျက်စီးခဲ့သေးတယ်လို့မင်းမှုခရိုင်အမှန်ကတရင်တရင်နဲ့ပြင်ကြားရေးတာဝန်ခံကျော်ကာကပြောပါရယ်။ဒါအပြင်စလင်းမျိုးနဲ့အတွင်းမှာစစ်ကောင်စီကစစ်ကြောင်းထိုးတဲ့အပြင်လေချောင်းတိုက်ခိုက်မှုတွေလည်းဆက်လက်လှုပ်ဆောင်နေပြီးမေ22ရက်နဲ့20ရက်မှာဂွေကုန်းကြီးရွာနဲ့ငတန်ခေါင်းကြီးရွာအနီးကိုဂျက်ဖိုက်တာနဲ့ပေါင်နေရာပုံသီးတွေနဲ့ခြေချတိုက်ခိုက်ခဲ့က ထိခိုက်မှုတော့မရှိခဲ့ဘူးလို့သိရပါဗျ။